အားလုံးပဲမင်္ဂလာပါရှင်။အာစင်တုတဆောင်ရတဆောင် channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမတော့ခင်ဦးဖြစ်ပါတယ်။ဒီနေ့မှာတော့အမေတော်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အမှတ်တရအနေနဲ့အမေရေးသားခဲ့တဲ့အစီအလေးတစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ်။အရင်ဦးဆုံးတော့အမေအတွက်မွေးနေ့ဆုတောင်းလေးတောင်းပေးခြင်းပါတယ်။အမေကျမ်းမှာအဆင်ပြေနေပါစေ။ အမေနဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးအချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ။အမေတတ်တော်ရာကျော်ရှိပြီး စိတ်ချမ်းသာ ကိုကျမ်းမာစွာနဲ့အမေကိုချစ်တဲ့သူတွေအမေချစ်တဲ့သူတွေနဲ့အမေနှစ်သက်မြတ်နိုးတဲ့အလုပ်တွေကိုအမြဲတမ်းလှုပ်နေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ဟုတ်ကဲ့အမေရေးသားခဲ့တဲ့အစီလေးရဲ့ခေါင်းစဉ်ကတာမညဆရာတော်ဖရာကြီးအားတွားရောက်ဖူးမြော်ကြည်ညိုခဲ့သော ခရီးစဉ်တဲ့ ်နားဆင်အားပေးကြပါဦးနော်။နိုဝင်ဘာလ29ရက်နေ့ကရင်ပြည်နယ်ဖအံမျိုးကနေမိုင်20လောက်ဝေးတဲ့နေရာမှာရှေးမွန်လူမျိုးများအမိတညာပေးခဲ့တဲ့စပားစီတောင်ရှိပါတယ်။စပားစီပုံတံနဲ့တူတဲ့အတွက်စပားစီတောင်လို့ခေါ်တာဖြစ်ပါတယ်။အဲဒီတောင်ကြီးတစ်ဝိုက်မှာ ကရင်နဲ့ပအိုတိုင်းရင်းသားတွေနေထိုင်ကြပြီးတောင်ပေါ်ကသစ်ပင်တွေကိုခုံ မီရေးဖုတ်လုပ်ငန်းလုပ်ကိုင်ရင်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေကြပါတယ်။တခါတလေမှာသူတို့တွေဟာထူးဆန်းတဲ့အဖြစ်အပျက်များနဲ့တွေ့ကြုံရတာတွေရှိတော့တာမညာတော့မဟုတ်ဘူးလို့ပြောကြပါတယ်။1989ခုနှစ်မှာတတ်တော်69နှစ်အရွယ်ရှိ ပအိုတိုင်ရင်သားဆရာတော်ဦးဝင်းနေရဟာတောင်ထိပ်မှာရှိတဲ့ရှေးနှစ်ပေါင်းများစွာကတည်ထားတဲ့ပျက်စီးယိုယွင်းနေတဲ့ဇေဒီနဆူရှိရာကို ရောက်ရှိသွားပါတယ်။ ဆရာတော်ရဲ့စိတ်ထဲမှာထူးထူးခြားခြားခံစားချက်တစ်ခုဖြစ်ပေါ်လာပြီးဒီစီဒီနှစ်ခုကိုမုံမှန်ရန် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။နောက်15နှစ်ကြာလာတဲ့အခါမှာတော့တာမန်မဟုတ်တဲ့တာမညတောင်ဟာမြန်မာပြည်အနှံ့မှာနာမည်ကျော်ကြားလာပါတော့တယ်။တကိုးကြီးရဲ့နေရာမှာမေတ္တာတရားလက်ကင်ထားပြီးတရားရည်အေးတိုက်ကျွေးနေတဲ့ဆရာတော်ဦးဝီနေရကိုဖူးမြော်ဖို့မြန်မာပြည်အနှံ့ကပြည်သူတွေအများကြီးလာကြပါတယ်။ ကျမနေအိမ်မှာအကျဲကျုပ်ချထားခြင်းခံရတာကနေလွတ်ပြေးတဲ့နောက်နှုံခဲ့တဲ့နှစ်ပတ်ကပထမဦးဆုံးအဖြစ်ခရီးထွက်ခဲ့ပါတယ်။ကျမတို့အဖွဲ့ဟာကားသုံးစီးနဲ့မနက်၄နာရီလောက်မှာပဲခူးမြို့ကိုသွားတဲ့လမ်းအတိုင်းထွက်လာခဲ့ကြပါတယ်။တာမညတောင်ဆရာတော်ရဲ့ဆုံးမတရားကိုနာယူဖို့အတွက်တာမညတောင်ကိုဥတီထွက်လာခဲ့တာဖြစ်ပါတယ်။ပူပြင်းတဲ့ဒေသရဲ့မနက်အာယုံမတက်ခင် ခရီးထွက်လာရတာက အင်မတန်စိတ်ကြည်နူးစရာကောင်းလာပါတယ်။ညအမှောင်မြှုပ်ထကြတဲ့ဟာနိုးထလာတဲ့အာယုံသစ်ဝိုးတဝါရှုခင်းနဲ့လေနုအေးရီဟာစိတ်ကိုလန်းဆန်းသွားစေခဲ့ပါတယ်။ကျမတို့ကဟာရန်ကုန်မြို့ပြင်ကို ရောက်ရှိလာပါတယ်။ကျဲပြန့်တဲ့လမ်းဘေးတစ်လျှောက်မှာတစ်ပင်တွေလေကွင်းတွေကတမျောတခေါ်ကြီးပါပဲ။ရေမုံသီးနေတဲ့ကားပရင်းပေါက်ကနေတဆင်ရွှေရောင်ချီတော်နဲ့ထုံးစေတီတဆူကို ်ပြူထွက်ဆနေအောင်နောက်ခံနဲ့မြမဘရင်တူဦးဖြစ်တဲ့ဘရင်နောင်ထီးနှန်းဆိုင်ခဲ့တဲ့တောင်ပိုင်းဒေသကဒီမျိုးဟာ ကဘာကစိတ်ဝင်စားမှုနည်းလာပါတယ်အခုခေတ်မှာတော့ဘကိုးမျိုးဟာ ရှေးဘရင်များထီးနှန်းဆိုင်ခဲ့တဲ့ဆိုတဲ့အရေးငွေ မရှိသလောက်ဖြစ်ပေမဲ့လေရှေမော်ရောစီရီနဲ့ကြီးမားလာတဲ့ရွှေသားလျောင်းရုပ်စုတော်ကြီးကတော့ဆွဲဆောင်မှုရှိနေတော့မှာပဲ။ ရန်ကုန်ကနေတဖြည်းဖြည်းဝေးလာတာနဲ့အမျှလမ်းဟာတဖြည်းဖြည်းဆိုးလာပါတယ်။လမ်းဆိုးတာကိုပုတ်ပြီးလှပလာတဲ့မြင်ကွင်းကပပျောက်စေပါတယ်။ကျမတို့ရဲ့မျက်လုံးအစုံကိုပတာရာဖြစ်စေတယ်။မြမပြည်ရဲ့ကြေးလက်သေးတာအလှအပတွေနဲ့ကျမတို့ရဲ့ခန္ဓာကိုယ်အယိုးအစစ်တွေကိုကောင်းကောင်းဒုက္ခပေးတဲ့မော်တော်ကားဟာအပြန်အလှန်အပေးယူလုပ်နေကြပါတယ်။ကုရုကံကောင်းတယ်လို့ပဲပြောရမှာပဲ။ตาရလှပအေးချမ်းတဲ့မြင်ကွင်းတွေက ကျမတို့ကားပေါ်မှာကြုံတွေ့နေရတဲ့ကြမ်းတမ်းမှုတွေကိုလျှော်နေသွားစေပါတယ်။လေထဲကိုမြောက်တက်သွားလိုက်၊ထိုင်ငုပ်ပေါ်ပြန်ကျလာလိုက်တဲ့ဖြစ်နေမှုကိုစူးစမ်းပြီးထိရင်တဲ့ပဝန်းကျင်ရှုခင်းကို ခံစားနေရပါတယ်။စိမ့်ဆူလှပနေတဲ့စပါးကင်းတွေ၊ရေကန်တွေ၊ရေမြောင်းကလေးတွေတဲကအဖြူအပြာအနီတွေ ရှုမကြီးတဲ့ကြာပန်းတွေပုံမြင်တွေတဲကတရဝါတွေစိမ့်ပြညို့ညို့အယောင်ကနေ တောက်ပတဲ့မိုးပြအယောင်ကိုပြောင်းလဲလာနေတဲ့မိုးကောင်းငင်တက်ကယ်မိုးထားတဲ့ခြေတန်းရှိတဲကလေးတွေတချို့နေရာတွေမှာပန်းမင်တွေတွေ့တက်နေတဲ့ဝါချန်စီယိုနောက်ကတဝက်တစ်ပြက်သာမြင်ရတဲ့မြင်ကွင်းတွေနဲ့စုံနေပါဗျ။ဒါပေမဲ့ဒီလိုနေခြင်းစွဲကောင်းတဲ့နေရာလေးတွေမှာနေထိုင်နေကြတဲ့လူတွေဟာအင်မတန်ဆင်းရဲပြည့်စုံမှုကမရှိနဲ့ဘဝမှာတတ်တောင့်တတ်တာမရှိကြပါဘူး။ မနေ့ရှင်းနိုင်လောက်မှာတော့စစ်တောင်းတရားကိုဖျက်ပြီးမွန်ပြည်နယ်ထဲကိုရောက်လာပါတယ်။ကြိုက်ထုံနဲ့ကြိုက်ကောမျိုးကလေးကိုဖျက်ကျော်လာရင်းနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဆိုင်းဘုတ်တွေကိုခိမိတက်လွင်နေတဲ့ညုံကန်ကလေးတွေရဲ့ရှေ့တွေမှာစိုက်ထူထားတာကို တွေ့ရပါတယ်။တောက်ပတဲ့အနီနဲ့အဖြူတို့ရဲ့ဆေးချထားတဲ့ဒီဆိုင်းဘုတ်တွေကပြည်သူလူထုဟာဖိနှိပ်မှုတွေကိုရဲရဲရင်ဆိုင်ပြီး သူတို့ယုံကြည်တဲ့ဒီမိုကရေစီကိုဘယ်တော့မှအပြောက်အပြက်မခံဘူးဆိုတဲ့သက်သေကိုဖော်ပြနေပါတယ်။မြန်မာပြည်အနှံ့ကဒီလိုစိတ်ဓာတ်မျိုးရှိတဲ့ပြည်သူများဟာကျမရဲ့နှလုံးသားကိုအမြဲတက်ကြွစေပါတယ်။ဒီဇင်ဘာ9ရက်နေ့ကျမတို့ဟာကြောက်တောင်တွေပေါ်များတဲ့အရက်ကိုဖျက်ဆီးသွားနေပါတယ်။မူပွန်ကြောင်မိုင်းကိုဖျက်ကြော်လာတော့အဲဒီကြောင်မိုင်းမှာအကျဉ်းသားတွေအမြဲအလုံလုံနေကြတာကိုမြင်ရမယ်လို့ကျမကိုပြောပါရတယ်။ ကျမတို့တာမညာတောင်အသွားခီးမှာတော့အကျဉ်းသားတွေတယောက်မှမတွေ့ခဲ့ပါဘူးဒါပေမဲ့အပြန်ခရီးကြတော့အဖြူဝစ်စုံနဲ့ခြေထောက်မှာတန်ချေခြင်းအခက်ခံထားရတဲ့အကျဉ်းသားနှစ်ယောက်ဟာကြောက်တုံးတွေအပြည့်ထည့်ထားတဲ့ခြေနှောင်းကြီးကိုဒုတ်လျှို့ပြီး ရှေ့နောက်ထန်ပြီးသွားနေတာကိုတွေ့ရပါတယ်တန်ချေခြင်းခတ်ထားတဲ့အတွက်ခြေလမ်းနှစ်နေပဲရှောက်လို့ရတယ်ကြိုက်ထုံမျိုးရဲ့အနီးမှာတော့ကြိုက်ထီးရိုးစေတီရှိပါတယ် ညံတော်15ပြည်များတာရှိပေမဲ့လည်းမြန်မာပြည်ရဲ့နာမည်ကျော်တကူးကြီးတဲ့အစီအစဉ်တစ်ခုပါပဲ။ပင်လယ်ရေမျက်နှာပြင်အထက် ပေ3600အမြင့်မှာရှိပါတယ်။ခက်ရှောရှောလေးဖြစ်နေတဲ့ကြောက်တောင်စုံပေါ်ကဥကောင်းပုံတရံကြောက်တုံးကြီးပေါ်မှာဇေဒီတည်ထားခြင်းဖြစ်ပါတယ်။ဒီကြောက်တုံးကြီးဟာဟန်ချက်နေနေနဲ့ရှိနေတာဟာအံ့ဩစရာပါပဲ။ ခန္ဓာကိုယ်တောင့်တင်းတဲ့ယောက်ျားတူအားဆိုင်ပြီးတွန်းလိုက်ရင်ညင်သာစွာနဲ့လှုပ်ပါတယ်။ဒါပေမဲ့လည်းနှစ်ရာစုပေါင်းများစွာ ဟန်ချက်ညီညီနဲ့ရှိနေတာကတော့တတော်ကိုထူဆန်းအံ့ဩဖို့ကောင်းလွန်ပါတယ်။စစ်တောင်းတရားကိုလွန်တဲ့နေရာကစပြီးတထုံမျိုးအထိလမ်းတလျှောက်မှာတော့ကြက်ပောင်စည်းစိုက်ခင်းတွေအများကြီးပါပဲ။ကြဲပြန့်စွာပေါက်ရောက်နေတဲ့ကြက်ပောင်စည်းတော်ထဲမှာခက်တော်တော်ကလေးလီတိုက်နေပါတယ်။ ကျမတို့ငငယ်တော့ငါចောင်းမှသင်ရတဲ့စာထဲမှာတက်ပောင်စီဟာမြမပြည်ရဲ့အထက်နိုင်ငံခြားပို့ကုန်ထဲမှာတစ်ခုပါဝင်ဖြစ်တယ်လို့ပါပါတယ်။ဒါပေမဲ့လည်းလွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်လောက်ကစပြီးတက်ပောင်စီလုပ်ငန်းဟာတဖြည်းဖြည်းကျဆင်းလာပြီးအခုအခါမှာတော့တက်ပောင်စီဟာကျမတို့မြမပြည်ရဲ့အရေးပါတဲ့သဘာဝပိုင်ဆိုင်မှုထဲမှာမပါဝင်တော့ပါဘူး။တခါတော့ငါတထုံမျိုးဟာ မွန်ဘရင်များရဲ့ထီးနန်းဆိုင်ရာမြို့တော်ဖြစ်ခဲ့သလိုဗုဒ္ဓဘာသာထွန်းကားရာအချက်အချာဒေသလည်းဖြစ်ခဲ့ပါတယ်။တထုံမြို့မှာနန်းဆိုင်တဲ့ဘရင်မနူဟာမင်းဟာမိတ်ဆွေရန်သူမခွဲခြားပဲလေးလေးဆက်ဆက်နဲ့ဆက်ဆံအုပ်ချုပ်ခဲ့ပါတယ်။မြန်မာဘရင်အနော်ရထားနဲ့တိုက်တဲ့စစ်ပွဲမှာရှုံးနိမ်သွားပြီးပကံကိုဖမ်းဆီးခေါ်ဆောင်သွားတာခံရပါတယ်။ဆစ်ရှုံးသွားတဲ့မနူဟာမင်းရဲ့ဖုန်းတကူကြော်စောမှုဟာ ရော့နယ်ပပျောက်သွားခြင်းမရှိပါဘူးမနူဟာမင်းဟာအနုယထာကိုဆက်ရှုံသွားပေမဲ့လည်းမြမရာဇဝင်ထဲမှာသူ့ရဲ့ကြော်စောမှုတွေကို အတိအလင်းဖော်ပြထားပါတယ်ဆက်ရှုံသွားတဲ့မနူဟာမင်းကအနုယထာမင်းကိုဥညွတ်ရိုအသေးပြုတဲ့အခါတိုင်းအနုယထာမင်းဟာထိတ်လန့်ကြောက်ရွံ့တုန်လှုပ်စွာနဲ့မျက်နှာဖြူပက်ဖြူရွဖြစ်သွားကြောင်းကိုရာဇဝင်ထဲမှာဖော်ပြဘူးပါတယ်နောက်ဆုံးမှာအနုယထာမင်းဟာ မနူဟာမင်းကိုလျှို့ဝှက်နည်းများသုံးပြီးအနံယူလိုက်ကြောင်းကိုလည်းရာဇဝင်ထဲမှာပါရှိပါရယ်ဖြစ်လျာဘဝဆက်တိုင်းမှာမြေတူတဦးတယောက်ဤအနံယူမှုကိုမြမခံရပါစေနဲ့လို့ဆုတောင်းပြီးအဖမ်းခံမနူဟာမင်းတည်ခဲ့တယ်မနူဟာဖရာဟာပကံမှာဒီကနေ့အထိတရှိနေပါသေးတယ်မနူဟာမင်းရဲ့ဘဝဟာဘလောက်တနာစရာကောင်းနေဆိုတာကိုဖော်ပြထားခြင်းဟာမြမသမိုင်းရဲ့လေးစားစရာအစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြင့်မြတ်တဲ့ရန်သူတို့အပေါ်လူမျိုးရေးခွဲခြားခြင်းမရှိတဲ့အပြင် သူ့ရဲ့အရေးအချင်းတွေကိုပါ ပေါ်လွင်စေပါတယ်။တထုံကနေကျမတို့တွေဟာ အရှိတ်ဆူဆူကို ခရီးဆက်လာပါတယ်။မနက်၈နာရီလောက်မှာကျမတို့တွေဟာ ကရင်ပြည်နယ်တဲကိုစတင်ဝင်ရောက်လာပါတယ်။ကရင်ပြည်နယ်ရဲ့မြို့တော်ဖအံဟာတန်လွင်မြစ်ရဲ့အရှိတ်ကမ်းမှာရှိပါတယ်။ကျမတို့တွေတန်လွင်မြစ်ကိုကားတင်တဲ့ဂရုနဲ့ဖြတ်ကူးကြပါတယ်။ ဖအံမျိုးဟာအတော်အတင့်ကျယ်ဝန်းတဲ့မျိုးဖြစ်ပြီးအေဂျန်တိတ်ဆိတ်ကတာယာလှပတဲ့ကြိလက်တဘာဝနဲ့ဘဝကိုပေါ်လွင်စေပါတယ်။တာမညာတောင်ကအပြန်မှာကရင်ပြည်နယ် NLD အဖွဲ့ဝင်တွေနဲ့တွေ့ဖို့စီစဉ်ထားပြီးဖြစ်တဲ့အတွက်ကျမတို့ဟာဖအံမှာမရက်နာတော့ပဲခရီးဆက်ထွက်ခဲ့ပါတယ်။ဖအံမျိုးရဲ့ပတ်ဝန်းကျင်ဟာမပြုတ်ပြင်ရသေးတဲ့တဘာဝအလှအရိုင်းတက်တက်နဲ့ရှိနေပါတယ်။မြေပြင်ကနေထိုးထွက်နေတဲ့တောင်မမမမကြီးတွေဟာ ဒီနေရာပတ်ဝန်းကျင်မှာအထင်ကရဖြစ်နေပါတယ်။တချို့တောင်တွေမှာလှိုင်းကူတွေရှိနေပြီးအဲ့ဒီလှိုင်းကူတွေထဲမှာရှေးဟောင်းမွန်စာများ ရှုပ်ပုံများစေဒီများကို တွေ့မြင်နိုင်ပါတယ်။မနူဟာဘရင်ရဲ့မိဖုရားဖြစ်သူဟာသူ့ရဲ့လင်ယောက်ျားဆစ်ရှုံးနေပြီးဒီနေရာကိုထွက်ပြေးခိုလုံခဲ့ပါတယ်။အဲ့ဒီနောက်မိဖုရား ဖြစ်သူဟာပုံမလုံးကြုံစိတ်ချရတဲ့စပားစေးတောင်ချီရင်ကိုပြောင်းရွှေ့လာပြီး တောင်ထိပ်မှာရှိတဲ့ဂျေဒီနှစ်စုကိုတည်ထားကိုးကွယ်ခဲ့ပါတယ်။ကျမတို့ဒရီရဲ့စိတ်ထဲမှာတာမညတောင်နဲ့ပို့ပြီးနှီးကပ်လာလေလေတိတ်ဆိတ်မှုက ပိုလာလေပဲလို့ထင်လာမိပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း90နီးပါးလောက်ကဒီနေရာတဝိုက်ဟာစစ်မြေပြင် ဖြစ်ခဲ့တယ်ဆိုတာကို စိတ်ထဲမှန်းကြည့်ဖို့ကတော်တော်ခက်ပါတယ်။1948ခုနှစ်ဇန်နဝါရီလမှာမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်မကြပါဘူး။ အစိုးရစစ်တပ်တွေနဲ့ကရင်လက်နက်ကိုင်တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ထူးဆန်းအံ့ဩဖွယ်ရာတွေကြမ်းတမ်းမှုတွေရှိတဲ့ဒီဒေသမှာထာဝရငင်းချမ်းရေးကိုဖော်ဆောင်ပေးမဲ့နိုင်ငံရေးတည်ငြိမ်မှုကို အကောင့်ထဲမဖော်နိုင်သေးပါဘူး။တာမညတောင်ဆရာတော်ဟာတသက်လွတ်ဖုံးပေးသူဖြစ်ပြီးတာမညတောင်ပတ်ဝန်းကျင်ဒေသမှာလည်းတသက်လွတ်ဖြစ်တဲ့ဟင်းသီးဟင်းရွက်များကို စားသုံးကြပါတယ်။ တမညတောင်ကိုသွားမြဲတူတိုင်းမသွားခင်တရက်အလိုကလေးကတက်တက်လွတ်စားကြတာဟာဓလိထုံးစံတစ်ခုလို့ဖြစ်နေပါတယ်။ကျမတို့တွေလည်းဟင်းနှင်းဟင်းရွက်တွေ စားခဲ့ကြပြီမယ်။အာအင်အပြည့်နဲ့ကျမ်းမာနေတယ်လို့ခံစားရပါတယ်။ဒီလိုစားတောက်ခဲ့တဲ့အတွက်စိတ်ထဲမှာကျေနပ်မှုအပြည့်အဝရနေခြင်းဟာကျမတို့ရဲ့ခရီးစဉ်ဆုံးခံနေအထိ ခံစားနေရတော့မှာပဲ။တိတ်ဆိတ်မှုနဲ့စိတ်လက်ပေါ်ပါမှု တတောင့်တတားရှိမှုကကျမတို့ရဲ့စိတ်တံတန်ကို ပိုပြီးထူးခြားမှုတစ်ခုလုပ်လိုက်သလိုရုပ်တရက်ခံစားလိုက်ရပါတယ်။လမ်းဟာတိတ်မကြမ်းတော့ပါဘူး။ကျမတို့ရဲ့ကားဟာလည်းတိတ်ခုံပေါက်မနေတော့ပါဘူး။ကျမတို့တွေလည်းသကောတဲ့ထဲ့လင်ခံရတဲ့အစည်းပြုတီးလို့မဟုတ်တော့ပါဘူး။ကျမတို့တွေတာမညတောင်ရဲ့နန်းနမိတ်ထဲရောက်ရှိပြီးဆိုတော့အမတ်အသားမဟုတ်ဦးကိုဖျက်ကြုံဝင်ရောက်လာတဲ့အချိန်ကစပြီးတရိထားမိတာတခုဟာ လမ်းဟာပိုကောင်းလာပြီးပုံမချုံးမွေကဖဲကျိုးနဲ့တခု တွေ့တန်းထားသလိုပါပဲကျမတို့ဖြတ်တန်းခဲ့တဲ့လမ်းနဲ့အခုရောက်နေတဲ့လမ်းတို့ရဲ့ကွာခြားမှုကိုတော့ကောင်းကောင်းသတိမပြုဘဲနေလို့မရပါဘူးအနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ရွာသူရွာသားတွေသွားလာရေးအဆင်ပြေချုံးမွေစေဖို့ဆရာတော်ကိုယ်တိုင် ဖောက်လုပ်ခဲ့ပြီးပြုရင်ထိမ့်သိမ့်မှုတွေလုပ်ခဲ့ပါတယ်အခုတွေ့ရတဲ့လမ်းကတော့ရန်ကုန်ကအမြန်လမ်းဆိုတာတွေနဲ့တခြားစီပါပဲ ဒီဇင်ဘာ၁၀ရက်နေ့ကျမတို့တွေတမညတောင်အေရီယာတွေဝင်တော့၁၂နာရီထိုးနေပါပြီ။သုံးမိုင်ပက်လယ်လောက်ရှိတဲ့ဒီတောင်တဝိုက်ကိုဆရာတော်ကဖခင်တပွဲထိမ့်သိမ်းဆောင်းဆောင်နေပါတယ်။ပြင်ပလီကတော့နွေးနွေးထွထွေးရှိနေတော့မှာပဲ။ယဟန်တွေတီလာရှင်တွေလမ်းပေါ်မှာအလုံးလုံးနေကြတာကို တွေ့ရပါတယ်။ပြောင်းနေတဲ့ဥကောင်းတွေပေါ်မှာတင်ငန်းကိုစီနဲ့အုပ်ထားတာကို တွေ့ရပါဗျ နေဘူးဒန်တတရာရဖို့ထင်ပါရဲ့သူတို့တွေရဲ့မျက်နှာဝိုင်းဝိုင်းလေးပေါ်မှာပျော်ရွှင်မှုကို တွေ့မြင်ရပါတယ်ပုံစံတူတဲကလေးတွေစိတ်နှမ်းစုပ်ပြေနေတဲ့တစ်ပင်လေးတွေနဲ့ရောရှက်ပြီးလှပချစ်စပွဲကောင်းတဲ့ဘန်ဂလိုလေးတွေကိုဖျက်ကျော်ရင်ဈေးတန်းအဆုံးမှာတော့တာမညတောင်ချင်းရင်ကိုရောက်လာပါတော့တယ်တောင်ချင်းရင်မှာအဆောက်အဦအတော်တင်းရှိပြီး ကားတွေလည်းအတော်ရှိပါတယ်ကျမတို့ရောက်တဲ့အချိန်မှာလူသိပ်မများပါဘူး သတင်းချုပ်ပြီးတဲ့အချိန်ဆိုရင်တော့ဆရာတော်ကိုဖူးမြော်ကြည်ညိုဖို့လာကြတဲ့မြမပြည်အနှံ့ကထောင်ပေါင်းများစွာသောပြည်သူတွေနဲ့ပြည်ညံ့နေမှဖြစ်ပါတယ်။ဆရာတော်ဟောကြားတဲ့တရားကိုအေးအေးဆေးဆေးနဲ့အာယုံအပြည့်ထားကနာယူနိုင်ဖို့ကျမတို့တွေတည်တည်ချာချာရွေးချယ်ပြီးဒီလိုအပရိသတ်မများတဲ့အချိန်ကိုလာခဲ့တာဖြစ်ပါတယ်။ ဒါတွေမကပါဘူးဆဲဆူးနှစ်ပေါင်းများစွာစစ်ပွဲတွေဖြစ်ခဲ့ပြီးအေးချမ်းမှုမရှိတဲ့နေမြေနားမှာတီထောင်ထားတဲ့ငိမ့်ချမ်းတဲ့နေရာလေးရဲ့ပတ်ဝန်းကျင်ကထူးထူးခြားခြားဆွဲဆောင်မှုတွေကြောင့်လာခဲ့ခြင်းလည်းဖြစ်ပါတယ်ဆရာတော်ဟာ တောင်ကြီးအကျောင်းမှာရောတောင်ထိပ်နားမှာရှိတဲ့အကျောင်းမှာရောနှစ်နေရာစလုံးမှာသတင်းတုံးပါတယ်။တောင်ကြီးမှာအပရိသတ်များကိုတရားဟောတဲ့ခမ်းမကြီးမှာဆရာတော်ဟာကျမတို့ကိုလက်ခံတွေ့ဆုံပါတယ်။ ဆရာတော်ဟာ အရက်ရှိပြီး ခန္ဓာကိုယ်ပြည့်ပြည့်ဖြူဖြူရှိတယ်လို့ကျမသတိထားမိပါတယ်။အဲ့ဒီနောက်ကျမမျက်လုံးတွေဟာဆရာတော်ရဲ့ဓာတ်ပုံစီရောက်သွားပါတယ်။ဓာတ်ပုံထဲမှာတော့အပြင်မှာလောက်ခန္ဓာကိုယ်ပြည့်ပြည့်ဖြူဖြူနဲ့မရှိဘူးဆိုတာကျမစိတ်ထဲမှာမှတ်မှတ်ရရလေးဖြစ်သွားပါတယ်။အမှန်မှာတော့ဆရာတော်ဟာဒီခန္ဓာကိုယ်ပြည့်ပြည့်ဖြူဖြူနဲ့တန်းအောင်တင်းတင်းရှိတာမဟုတ်ပါဘူး။ ဒါပေမဲ့တရဝါတွေအားလုံးကိုကာကွယ်စောင့်ရှောက်နိုင်တဲ့အင်အားတွေသူစီမှာပိုင်ဆိုင်ထားတဲ့အတွက်မူလရုပ်တွင်ထပ်ပို့ပြီးကြီးမားနေပုံရပါတယ်။ကျမတို့မြန်မာတွေအမေးပြောပြောနေတာရှိပါတယ်။တစ်တပင်ကောင်းငှက်တောင်းနာနိုင်ဆိုသလိုပါပဲ။ဆရာတော်ဟာကြီးမားတောင့်တင်းတန်ဆွမ်းပြီး အကိုင်းအခက်အလက်အရွက်ဝေဝေဆဆာနဲ့အသီးအပြည့်တီးညွတ်နေတဲ့တစ်ပင်ကြီးနဲ့တူပြီးသူ့ရဲ့အရေးအာဝါဒအောက်မှာရှိတဲ့သူမှန်သမျှကို အေးများတဲ့အရင်နဲ့ချိုမြင်ပြီးအရသာရှိလာတဲ့တတိကိုပေးနေတယ်လို့နဲ့တူနေပါဗျ။လွန်ခဲ့တဲ့10နှစ်ကြာကြာလောက်ကဆိုရင်ဒီတောင်ပေါ်နဲ့တောင်ကျေးပတ်ဝန်းကျင်မှာနေထိုင်တဲ့ရင်သုံးတဲ့ရဟန်းတန်ဃာများမရှိသလောက်ဖြစ်ခဲ့ပြီမယ်။အခုခါမှာတော့တန်ဃာအပား400ကျော်နဲ့သီလရှင်အပား200ကနေ400အတွင်းတို့ဟာဆရာတော်ရဲ့စောင့်ရှောက်မှုအောက်မှာတဲ့ရင်သုံးနေကြပါဗျ။ဒါရင်မကပါဘူး။ တမညတောင်ကိုလာကြတဲ့သူတိုင်းကိုအယတာရှိလာတဲ့တသက်လွတ်ထမင်းနဲ့ဟင်းကိုလည်းအလှူဒါနအဖြစ်ကျွေးမွေးပါသေးတယ်။အနည်းပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ရွာသားတော်တော်များများဟာနေ့စဉ်လာပြီးအဘိဓသက်တွေကို စားဖို့တောက်ဖို့အတွက်ချက်ပြုတ်ပေးပါတယ်။ဆရာတော်ဟာသူ့ရဲ့များပြားလာတဲ့အဘိဓသက်ကြီးရဲ့ကျမကြီးကိုရှေ့ရှုပြီးဟင်းချက်ရာမှာမြေပဲစီကိုပဲအသုံးပြုစေပါတယ်။ကြီးမားတဲ့အမိုးအောက်မှာ လူအယောက်20လောက်ဟာမိဖို့အကြီးကြီးနဲ့ထမင်းချက်နေတာတွေ့ရပါတယ်။မိဖို့ထဲမှာတော့မိုးပြဲတဲ့ကြီးထဲမှာစူယုံကလေးစုနေတဲ့ဟင်းဟာစားချင်းစပွဲပါပဲ။ဟင်းချက်တဲ့အခါမှာမှု့တဲ့တစ်သားရောင်းမကြီးဟာလေလော်တက်လောက်ကြီးပါတယ်။မိဖို့ကြောင့်နဲ့မနီမိုးဝေးမှာတော့လူတချို့ဟာအသားအစာပိန်ဥကိုချက်ပြုတ်ဖို့လုပ်နေပါတယ်။တာမညာမှာတက်တက်လွတ်စားတဲ့လူ ဖြစ်ဖို့ကမခက်ပါဘူး။ အစားအစာများကိုပေါ်ပေါ်မြင်းများနဲ့ဂရုတစိုက်ချက်ကြပါရစေ။စားရသမျှအားလုံးဟာအရသာရှိပါရစေ။ကျမတို့ရောက်တဲ့နေ့မှာထမင်းနဲ့နဲ့စားရပါရစေ။တနက်က ကျမတို့အတွက်တသက်ချက်ပေးပြီးနောက်တနက်ကတော့အပရိသတ်သေးစားတဲ့ထမင်းစားကမ်းမှာပဲစားကြပါရစေ။လူအများကြီးကိုကြွေးရတော့ဟင်းအမယ်နေပေမဲ့အရသာကတော့ကျမတို့ပထမတနက်စားရတဲ့အရသာထက်မနှိမ်ပါဘူး။ တမညမှာအေဘရိတ်သက်အတွက်အစားအသောက်ဟာအခက်အခဲဘာမှမရှိဘူးဆိုတာတွေ့ခဲ့ရပါတယ်။ဒါပေမဲ့တမညမှာအစားအသောက်ကအဓိကမကြပါဘူး။ဆရာတော်ရဲ့တရားကို နာယူဖို့ကအဓိကပါပဲ။ကျမတို့ဆရာတော်ကိုဝတ်ပြုပြီးတော့ဆရာတော်ကကျမကိုပထမဦးဆုံးမေးတဲ့မိကွန်းကကျမချမ်းသာခြင်းလို့ဆရာတော်စီကိုလာလာလားဆိုတာဖြစ်ပါတယ်။ကျမက မဟုတ်ပါဘူးတပည့်တော်မှချမ်းသာဖို့ကိုစိတ်ဝင်စားပါဘူးလို့ဖြေလိုက်ပါတယ်။ဆရာတော်ကအကြီးမားဆုံးသော ချမ်းသာယတနာဆိုတာနိဗ္ဗာန်ကိုရဖို့ပဲဖြစ်ပါတယ်လို့ရှင်းပြသွားပါတယ်။ဆရာတော်ရဲ့မိကွန်းဟာရုပ်ဝတ္ထုချမ်းသာဖို့မေးတယ်လို့ယူဆလိုက်တဲ့ကျမရဲ့အတွေ့အကြောင်ဒီနေရာမှာအတွေ့အကြုံနည်းနေသေးတယ်ဆိုတာကိုပြသနေပါတယ်။ဆရာတော်ဟာဗုဒ္ဓဘာသာရဲ့အခြေခံစည်းမျဉ်းတွေကို ုံတို့ပတ်စပ်များနဲ့ဥမာပေးပြီးညွှန်ကြားပြသခဲ့ပါတယ်။ဆရာတော်ဟာတမညာကနေတခြားနေရာတွေကိုကြွခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့မေတ္တာဓာတ်အသိဉာဏ်ပညာကျွယ်ဝမှုကြော်စောမှုတို့ဟာမြမပြည်အနှံ့ပြန့်နေပါတယ်။ဆရာတော်ဟာဗုဒ္ဓဘာသာဝင်တွေရဲ့အဖို့တန်အစင်လာတွေကို ထိမ့်သိမ့်နိုင်ဖို့အတွက်ခင့်မိတဲ့နိလန်းများနဲ့ပေါင်းဆက်ပြီး သူ့ရဲ့စောင့်ရှောက်မှုကို ခံယူဖို့လာကြတဲ့လူတွေအကျိုးအတွက်လှုံ့ဆော်နေပါတယ်။ တမညာမှာအတုံးဝင်တဲ့ကားကောင်းကောင်းတွေရှိပါတယ်။ဆရာတော်ရဲ့လက်ထောက်ယဟန်ပြူတွေဟာဒီကားတွေနဲ့တမညာတောင်ပတ်ဝန်းကျင်ကိုလှည့်လည်ပြီးလမ်းဖောက်ပြုပြင်တဲ့လုပ်ငန်းတွေကိုဆက်စေးပါတယ်။ဆရာတော်ကိုယ်တိုင်လည်းနေ့တိုင်းကားနဲ့လှည့်ပြီးအလုပ်လုပ်နေတဲ့သူတွေကိုအားပေးပြီးကွန်စေဘော့လေးစတာတွေကိုပေးကမ်းလှူဒန်းပါတယ်။ဆရာတော်ရဲ့ပြုံးရွှင်နေတဲ့မျက်နှာနဲ့မေတ္တာစေတနာတွေကအလုပ်သမားတွေအတွက်ပို့ပြီးစူးစမ်းလောက်ကင်လာစေပါတယ်။ တာမညတောင်တဝိုင်းမှာဆရာတော်ဘဲကိုပဲကြွားကြွားဆရာတော်ကိုဖူးတွေးလိုက်ရသူမှန်သမျှဟာလမ်းဘေးမှာဒူးထောက်ပြီးဝတ်ပြုကြပါတယ်။သူတို့တွေရဲ့မျက်နာတွေဟာကြည်လင်ဝင်းလက်တောက်ပသွားပြီးပျော်ရွှင်မှုတွေကအပြည့်နဲ့ပါပဲ။ဆရာတော်ရဲ့ကားလာတွေ့တာနဲ့စုမုံပေးသနာမှုကိုခံယူဖို့လွတ်သွားမှဆိုတဲ့အတွက်ကြီးကြီးငယ်ငယ်အရွယ်မရွေးအားလုံးပြေးထွက်လာကြပါတယ်။ဒီဇင်ဘာ18ရက်နေ့ဆရာတော်ဟာ မနက်၄နာရီမှာအာယုံဆုံးဖုံးပေးတဲ့အတွက်ကျမတို့ဟာအာယုံဆုံးကန့်မှီဖို့အတွက်၃နာရီကလေးကအိပ်ရာထားကြပါတယ်။မနေ့ကအလာခီးမှာလမ်းကလည်းမကောင်းကားကလည်းမကောင်းဆိုတော့ဒီကိုယ်လုံးနာကျင်နေမှာပဲလို့အားလုံးကထင်ထားကြပါတယ်။ဒါပေမဲ့ကောင်းကောင်းကြီးကိုအိပ်ပျော်သွားကြတာနိုးလာတော့နာရာကျင်တာကြိုက်တာခဲတာလုံးဝမရှိပါဘူး။လမ်းပေါ်ထွက်လိုက်တော့အပြင်မှာမှောင်နေတုံးပါပဲ။မနက်အာယုံမတက်ခင်အပြင်ထွက်တာဟာ 1988ခုနှစ်ဆောင်းဥပေါက်မြမပြည်အနှံစီယုံရင်ခီးထွက်တုံးကရဲ့အိမ်မှာအချင်းချခံထားတုံးကရဲ့ကျမအမြဲလုပ်နေတဲ့အလုပ်ဖြစ်ပါတယ်။မိုးကုတ်ဆက်ဝိုင်းရဲ့ဟိုဘက်ကထွက်ပေါ်လာမယ်။နေသည့်အလင်းရောင်ရဲ့လှုပ်နှိုးမှုကိုစောင့်မျှော်နေတယ်။အိမ်မောကြနေတဲ့ကဘာကြီးရဲ့စွမ်းမကားတွေကြောင့်ကျမဟာကိုယ့်ရဲ့လှုပ်ရှားမှုတွေကိုဘယ်တော့မှမရနာခဲ့ပါဘူး။ဆရာတော်ဟာမင်းညက တောင်ပေါ်ကကျောင်းကလေးပေါ်မှာသတင်းတုံးပါတယ်။ကျမတို့ကျောင်းပေါ်ရောက်သွားတော့ဆရာတော်ဟာသူ့အိတ်ခမ်းချင်းချင်းကလေးကနေထွက်လာပါတယ်။ဆရာတော်ရဲ့မျက်နှာဟာကြည်လင်နေပြီးမျက်လုံးအစုံကလည်းတောက်ပနေပါတယ်။ဆရာတော်ကနှွေးထွေးတဲ့အပြုံးနဲ့အတူဩကာသလောကကြီးကိုပျော်ရွှင်ကြည်နူးစွာနဲ့ချစ်ခင်ကြင်နာစွာနဲ့ကြည်တတ်ဖို့အရေးကြီးဆုံးပြုတ်ပြပါတယ်။ဆရာတော်ကိုမနဲ့အာယုံဆုံးကပ်ပြီး ကျမတို့တောင်ထိတ်ကစေရီနှစ်ဆူမှာမြှပူဇော်ကြပါတယ်။ ဇေဒီရဲ့ယင်မြင်ပေါ်မှာလူတချို့ဟာတညလုံးဖျားဝတ်ပြုပရိစိတ်တရားထိုင်နေကြပါတယ်။ဖျောင်းနိုင်မီအလင်းရောင်ရဲ့လှပမှုကိုပြည့်စစ်မီအလှကလိုက်လို့မမီပါဘူး။ဖျောင်းနိုင်အဖြူလေးအတိုင်90ပေါ်မှာရင်းနှွဲလှုပ်ရှားဆော့ကစားနေတဲ့မိတောက်ကလေးတွေကိုကြည့်ရတာစိတ်ထဲမှာအင်မတန်ကိုကြည်နဲ့ချမ်းမြေ့စရာကောင်းလာပါတယ်။ဒါတွေမကသေးပါဘူး။မပီဝိုးတော်ဝဖြစ်နေသေးတယ်။မနေ့စောစောအချိန်ခါမှာ ဒီဖြောင်းနိုင်ကလေးတွေကတောက်ပတဲ့အလင်းရောင်ကိုဖန်နီးနေပါတယ်။တနေ့တာအလုဆဖို့အတွက်မနေ့စောစောအလင်းရောင်ကလက္ခဏာပြနေပါပြီ။ကျမဟာတာမညတောင်နာကအကြောင်းနှစ်ကြောင်းကိုကြည့်ဖို့စိတ်ဝင်စားချမ်းကိုပြောပြခဲ့ပါတယ်။မနေ့စာစားပြီးချိန်လောက်မှာကျမတို့တွေသတင်းတစ်ခုကြောင့်အလွန်အံ့အားသင့်သွားပါတယ်။အကြောင်းကတော့ဆရာတော်ကိုယ်တိုင်ကျမတို့ကိုခေါ်သွားပြီးဒီကြောင်းလေးတွေကိုတွားကြည့်မယ်ဆိုလိုပဲဖြစ်ပါတယ်။ ဆရာတော်ကပညာရေးရဲ့အရေးကြီးမှုကိုကောင်းစွာသိရှိပြီးတာမညတောင်ဧရိယာအပြင်ဘက်ကကျောင်းသားကလေးတွေအတွက်ကျောင်းကားနဲ့အကျိုးအပိုးလုပ်ပေးပါတယ်။ပထမဦးဆုံးကျမတို့ဝဲကရင်ရွာကအလယ်ရန်ကျောင်းကိုသွားကြပါတယ်။ခြေတန်းရှိတိုင်လုံးကြီးတွေနဲ့တစ်သားကျောင်းအဆောက်အဦကြီးကြီးဖြစ်ပြီးအဲ့ဒီကျောင်းအောက်မှာကျောင်းသားတွေအားလုံးစုပြီးတော့ဆရာတော်ကိုဥညွတ်ရှိခိုးကြပါတယ်။ဆရာတော်ကကျောင်းသားတိုင်းကို ပဲကြီးလော်ပေးပါတယ်။ ကျောင်းသားတိုင်း395ရောက်ကိုဆရာဆရာမ73ဦးကအသင်ကြားမှုအထောက်အကူပစ္စည်းမပြည့်မစုံနဲ့စတင်ပေးနေရပါတယ်။အဲ့ဒီကျောင်းဝကျောင်းအုပ်ဟာလူငယ်တယောက်ဖြစ်ပြီးတော့ဒီမုံမုံနဲ့ပဲလောက်ကညွန်ကြားစရာများကိုဆောင်ရွက်နေပါတယ်။သူကအခြေခံလိုအပ်ချက်ပစ္စည်းတွေမလုံလောက်မှုအထူးသဖြင့်ကျောင်းသုံးပြဌာန်းစာအုပ်တွေမလုံလောက်မှုကိုပြောပြပါရစေ။ ဒါပေမဲ့လည်းသူ့မှာစိတ်ပြက်အာရုံမှုကို လုံးဝမတွေ့ရသလောက်ပါပဲ။ဟုတ်ပါတယ်။ဝဲကရင်အလဲရန်ကျောင်းရဲ့အခြေအနေဟာမြမတပြည်လုံးမှာရှိတဲ့တခြားကျောင်းတွေနဲ့မခြားပါဘူး။အတူတူပါပဲ။ဒါပေမဲ့ဆရာတွေရဲ့စိတ်စေတနာပျော်ရွှင်ချမ်းမြေ့နေတဲ့မိသားစုတွေရဲ့အခြေအနေတွေကြောင့်ဒီကျောင်းဟာတပ်ဝင်လှုပ်ရှားနေတယ်လို့ထင်ရပါတယ်။မူလရန်ကျောင်းဟာတာယာကုန်းရွာမှာရှိပြီးအဲ့ဒီကျောင်းကိုကျမတို့အသွားလမ်းမှာတွေ့တဲ့ကလေးတွေကို ကားပေါ်ခေါ်တင်သွားကြပါတယ်။ကလေးတွေဟာပျော်ရွှင်နေတဲ့သူတို့ရဲ့မျက်နှာကလေးတွေကိုတီတီလေးဖြစ်အောင်မနှဲချုပ်တီးထားရင်လက်ထဲမှာလွယ်အိတ်နဲ့ထမင်းပူကိုကြစ်ကြစ်ပေါင်းဆုပ်ထားကကားပေါ်မှာငင်ငင်ကလေးလှိုက်ပါလာပါတယ်။အချောင်းကိုလည်းရောက်ရော ကလေးတွေဟာကားပေါ်မှာနေပျော်ရွှင်စွာနဲ့ခုန်ချပြီးအချောင်းထဲကိုသွားကြပါတယ်။ကျမတို့လည်းသူတို့နောက်ကပဲအပေါ်ကပန်းယုံကလေးတွေနဲ့ချစ်ပွဲလှပနေတဲ့လန်းကလေးအတိုင်းရှောက်လာကြပါတယ်။ ចောင်းကလေးဟာရှည်ရှည်မြောမြောနဲ့ဘန်ဂလိုနှိမ့်နှိမ့်ကလေးပုံထွက်နေပါတယ်။တပည့်230ကိုဆရာ3ယောက်နဲ့တာဝန်ယူတင်ကြားပေးနေပါတယ်။ဝဲကရင်မာလိုပဲဆရာတော်ဟာပဲကြီးလော်ဝေပါတယ်။ဆရာတော်ကဒီចောင်းနှစ်ခုလုံးကိုအုတ်ចောင်းဖြစ်ဖို့စီစဉ်ထားចောင်းပြောပြနေချိန်မှာចောင်းသားလေးတွေဟာညင်ညင်ဆိုင်ဆိုင်နဲ့ပဲကြီးလော်ကိုအားရပါးရဝါးနေကြပါတယ်။ကျမတို့တွေလည်းလိုအပ်တဲ့ တင်ကြားရေးအထောက်အကူပစ္စည်းတွေထောက်ပံ့ပေးဖို့နီလန်းတွေဆွေးနွေးခဲ့ကြပါတယ်။အချိန်ဟာအကုန်မြန်လာပါတယ်။ကျမတို့တွေတာမညတောင်ကနေပြန်ထွက်ပါတော့မယ်။ဆရာတော်ကတာမညတောင် area ကပြန်အထွက်လမ်းတဝက်အထိကျမတို့နဲ့အတူပါလာပါတယ်။ဆရာတော်ပြန်မလဲမီ ကျမတို့တွေဆရာတော်ရဲ့ကားပြီးမှရက်ပြင်းဆရာတော်ရဲ့တူးချင်းကိုစုပေးတာခံယူပါတယ်။ဖအံကိုပြန်လာတဲ့လမ်းတစ်လျှောက်မှာတော့ကျမကောင်းထဲမှာအတွေးတွေတပုံကြီးပါပဲ ျမတို့ဟာအလာတော့ငါစီးလာတဲ့ပါဂျီရိုကားနဲ့မဟုတ်တော့ပါဘူး။ခွင်းစာကပါဂျီရိုကားခန္ဓာကိုယ်ကြီးတဲ့ကျမတို့အဖွဲ့ဝင်တွေကိုတင်ပြီး ရှေ့ဆုံးကနေကြိုပြီးသွားနေနေပါပြီ။ခွင်းပိရှန်ကုန်မှာအလာတော့ငါတွေ့တဲ့စနစ်တကျနဲ့ဂရုတစိုက်ဖောက်လုပ်ထားခြင်းမရှိတဲ့အပြင်ပြုပြင်ထိန်သိမ်းမှုကောင်းကောင်းမလုပ်တဲ့မိုင်ပေါင်းများစွာသောလမ်းတွေနဲ့တာမညတောင်ကချုံမှုပြပြတဲ့လမ်းတွေကတော့ဘလို့မှနိုင်ရှင်လို့မရပါဘူး။ ကြာဟာဘာကိုဖော်ပြသလဲဆိုရင်ပဲစီမံကိန်းပဲဖြစ်ဖြစ် စီမံချက်ပဲဖြစ်ဖြစ်အဲ့ဒီစီမံကိန်းတွေ စီမံချက်တွေနဲ့သက်ဆိုင်နေတဲ့သူတွေရဲ့အားသက်သက်ရောပူးပေါင်းပါဝင်မှုမရဘဲနဲ့အကောင့်ထဲပေါ်နိုင်မှာမဟုတ်ပါဘူးပြည်သူလူထုကိုတင်းကျပ်နနာနဲ့ဂရုတဆိုင်ဆက်ဆံမယ်ပြည်သူလူထုကလည်းသူတို့ရဲ့စိုက်ထုတ်ပါဝင်မှုတွေဟာအများအတွက်အမှန်တကယ်အကျိုးရှိမယ်လို့ယုံကြည်ရင် ူတို့တွေဟာငွေအားလူအားပါလိုလိုလားလားဝမ်းမြောက်ဝမ်းသာနဲ့ထဲ့ဝင်ကြမှာဖြစ်ပါတယ်။ဆရာတော်ရဲ့လှုပ်ဆောင်ချက်တွေဟာသူ့ကိုယုံကြည်လေးစားသူများရဲ့လှူဒန်းမှုကြောင့်အောင်မြင်ခြင်းဖြစ်ပါတယ်။ဆရာတော်ကိုလှူဒန်းလိုက်တဲ့အရာမှန်သမျှကိုဆရာတော်ဟာအများအကျိုးအတွက်အသုံးပြုမယ်ဆိုတာကို အလူရှင်များကတန်နေရလုံးဝကင်းပါတယ်။ဒီလိုအများအကျိုးအတွက်လှုပ်ဆောင်တဲ့စိတ်ဓာတ်မျိုးဟာ မြန်မာပြည်အနှံ့ပြက်နေမယ်ဆိုရင်ဘယ်လောက်ကောင်းလိမ့်မလဲလို့တွေးမိပါတယ်။နိုင်ငံရေးမှာမေတ္တာသစ္စာနဲ့ပတ်သက်ပြီးအတင့်တော်ဆုံးစကားဟာဘာလဲဆိုတာကိုတချို့တွေကမေးကြပါတယ်။နိုင်ငံရေးဆိုတာပြည်သူတွေရဲ့အရေးကိစ္စဖြစ်ပါတယ်။အတင်းအာဓမခိုင်းစေလှုပ်ရှားစေတာထက်တာမညတောင်မှာကျမတို့တွေ့ခဲ့ရတဲ့ချစ်ခင်ကျင်နာမှုမှန်ကန်မှုက ပြည်သူလူထုကိုစိတ်ရောကိုယ်ပါ အာသက်တရောနဲ့ပုံမလုတ်ကိုင်းလှောက်ရှားစေနိုင်တယ်ဆိုတာတက်သေးပြနေပါတယ်။ဒေါအောင်ဆန်းစုကြည်ဟုတ်ကဲ့ပါရှင်။အမေဒေါအောင်ဆန်းစုကြည်ရေးခဲ့တဲ့တာမညဆရာတော်ဖျားကြီးအားတွားရောက်ဖူးမြော်ကြည်ညိုခဲ့တော်ခီးစဉ်ဆိုတဲ့အစီလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နားစင်အားပေးခဲ့ကြတဲ့သူများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။